ဟုတ်ကဲ့မတ်လ24ရက်မှာဥပဒေအတိုင်းအမကန်ဥမင်းတေစာညွတ်ကိုလည်းသူတို့ကအဲ့လိုပဲပြစ်ခတ်လုပ်ကြံခဲ့ရှင့်နောက်တစ်ယောက်ကတော့2023ခုနှစ်ဩဂတ်လ16ရက်နေ့မှာဆိုရင်ရွှေပြည်သာညွတ်နယ်ကလုံခြုံရေးတပ်ဖွဲ့ဝင်တဦးအစ်စုများလုံးမဲမူလာပါစနိုက်ပါစုရဲ့သတင်းလေးတွေကိုနားထောင်ကြည့်အောင်ခင်ဗျမိမပြည်သူများရှင်ကျွန်မခုတင်ဆက်ပေးမယ့်သတင်းလေးကတော့အကြံပတ်အဖွဲ့အစည်း PDF အဖွဲ့ပေါ့နော်အဲ့ဒါကိုဖန်ဆီးရမိခဲ့တဲ့သတင်းလေးဖြစ်ပါရှင့်ဖန်ဆီးရမိတဲ့အကြောင်းလေးကိုမနေ့ကနိုင်ငံတော်ကနေထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ဒါလေးကိုကျွန်မနိုင်ငံတော်ထုတ်ပြန်ချက်အတိုင်းလေးဖတ်ပြပါမယ်ရှင့် အငိမ့်စားတံမကြီးဦးချိုထွန်းအောင်ပိုးချုပ်အငိမ့်စားကိုလုံခြံတပ်ဖြတ်ခဲ့တဲ့အဖွဲ့ပေါ့နော်အန်ယူဂျီရဲ့လောက်ခံ PDF အကြမ်းဖက်ဖွဲ့ဖြစ်တဲ့ Golden Valley Warrior အဖွဲ့ရလူသက်တရခံ PDF ကြား73ဦးနဲ့အမ3ဦးစုစုပေါင်း16ဦးကိုဖမ်းဆီးရမိခဲ့ပြီဖြစ်ပါရဲ့ရှင့်ဒီဖမ်းဆီးရမိတဲ့ဖြစ်စဉ်လေးမှာ အဝင်တဲ့တရားခဏတွေကအများကြီးပါပဲရှင့်ဒါပေမဲ့လုံမြောက်နေတဲ့တရားခဏတွေရှိနေတဲ့အတွက်နိုင်ငံတော်ကဖမ်းဆီးဖို့အတွက်စူးစမ်းနေသေးပါပဲရှင့်ဒီတော့အမှုဖြစ်စဉ်လေးကိုကျွန်မနည်းနည်းလေးပြန်ပြီးပြောပြပါမယ်ရှင့်2025ခုနှစ်မေလ22ရက်နေ့နဲ့နောက်ပိုင်းမှာဆိုရင်မြန်ကုန်းမြို့နယ်မှာနေထိုင်တဲ့တန်အမတ်ကြီးအငိမ့်ဆောင်ဦးချိုထွန်းအောင်နေရှိမှာသူ့ရဲ့မိဖြစ်သူနဲ့တူလမ်းလျှောက်နေတဲ့အချိန်မှာကြားမျိုးသားနှစ်ဦးပေါ့နော်မျိုးသားနှစ်ဦးကနေပြီးတော့တန်းနဲ့ပြစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါရှင့်အဲ့ဒီဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးတဲ့အချိန်မှာဆိုရင်ဒီစံဘက်အဖွဲ့ရတဲ့သူတို့အဖွဲ့ကဥချိုထုံအောင်ကိုလောက်ကျန်ဖက်ဖြတ်ခဲ့ပါတယ်ဆိုပြီးတော့ လူမှုကွန်ရက်ကနေကြေညာခဲ့ပါရှင့်သူတို့လူမှုကွန်ရက် Facebook page ရှိပါရှင့်အဲ့ဒီ page ကနေတော့ကြေညာခဲ့တာဖြစ်ပါတယ်ဝန်ခံခဲ့တယ်ပေါ့နော်ဝန်ခံခဲ့ပြီးရခါမှဆိုရင်နိုင်ငံတော်ကလည်းဖမ်းဆီးနိုင်ဖို့အတွက်စူးစမ်းတယ်စူးစမ်းပြီးရခါမှဆိုရင်ဖမ်းဆီးရမိခဲ့တယ်ပေါ့ရှင့်သူတို့အခက်ဆိုချက်အရဆိုရင်ဒီ Golden Valley Warrior အမေရိကန်အကြံဘက်အဖွဲ့ဦးတဲ့2023ခုနှစ် match လာမှာထိုင်းနိုင်ငံချင်းမာမြို့မှာ UNG ကဥယျာဉ်မောင်းကစီစဉ်ထောက်ပံ့ပေးမှုနဲ့ဖွဲ့စည်းခဲ့ရဲဆိုပြီးသိရပါရှင့် တို့အဖွဲ့ကောင်းဆောင်နာမည်ကကိုထက်ဆိုပြီးသိရပါတယ်လက်ရှိမှာတော့ဒီအဖွဲ့ကောင်းဆောင်ကိုထက်ဆိုတဲ့သူကိုဖမ်းဆီးရမိခြင်းမရှိသေးပါဘူးရှင့်အဲ့ဒီသူကတဲ့ဒီအဖွဲ့ဖွဲ့ပြီးရနောက်မှာဆိုရင်ပေါ့နော်တို့ရန်ကုန်မြို့မှာအကြမ်းဖက်ဖောက်ခွဲတဲ့လုပ်ငန်းတွေလုပ်ဖို့ရပြီးတော့တို့အနေနဲ့မကျင်တတ်တဲ့သူတွေကိုတတ်ဖြတ်ဖို့အတွက်ပေါ့နော်အဲ့အရာတွေကိုလောက်ကင်မှုအတွက်ကိုရည်ရွယ်ပြီးတော့ဖွဲ့စည်းခဲ့တယ်ဆိုပြီးပေါ်ထုတ်ထားပါရှင့် န်းစီရမိရဲ့တရားခဏ်လေးရဲ့ထွက်ဆိုကြရဆိုရင်ဒီအကြမ်းဖက်အဖွဲ့ရဆိုရင်မေလ15ရက်နေ့မှာဒီကိုထက်ဆိုတဲ့သူကပေါ့နော်သူတို့စီကိုတယ်လီဂရမ်နေတက်ဆက်ဦးချုံထုံးအောင်ရဲ့ဓာတ်ပုံနဲ့နေရင်ဒီနေရာ Google Map ကိုပေးပို့ခဲ့လို့သိရပါရှင့်ပြီးတော့လုံခြံတက်ဖြတ်ဖို့အတွက်သူတို့စေခိုင်းခဲ့တယ်ပေါ့နော်ဒီပုံကိုတတ်ရမယ်ဒီဓာတ်ပုံနဲ့သူဒီအနေအိမ်မှာနေရတူဆိုပြီးတော့ပို့လာတာပါရှင့်ပြီးတော့ဒီအကြမ်းဖက်အဖွဲ့ဝင်တွေကဦးချုံထုံးအောင်ရဲ့နေရင်ပတ်ဝန်းကျင်ကို6ကြိမ်ကြီးတွားရောက်ပြီးတော့အခြေအနေကြီးရှုခဲ့ပါတယ်တဲ့ အမှုပြည့်စုံအောင်နားထောင်ကြည့်ရခါမှာဆိုရင်ဒီကိုထက်ဆိုရဲအကြံဖတ်အဖွဲခေါင်းဆောင်ပါပေါ့နော်ဥစုံထွန်အောင်ရဲ့လိမ့်စာအတိအကျကိုသိသွားတယ်ဆိုတော့သူဘယ်ကနေသိရလဲဆိုတာကလည်းတော်တော်စဉ်းစားရမယ့်ကိစ္စပါပဲရှင့်။ဘာအနေနဲ့အမှုလေးကိုဆက်လက်ပြောပြရမယ်ဆိုရင်တော့ သူတို့ကပေါ့နော်ဒီဥချုံထောင်းအောင်ရဲ့လိပ်စာကိုအဲ့ကိုထက်ဆိုတဲ့သူကပို့လိုက်တယ်ပို့လိုက်ပြီးရဲ့ခါမှာဆက်တနက်နှစ်လက်ပို့ပေးတယ်သူတို့ဖွဲ့စီပေါ့နော်တနက်နှစ်လက်ပို့လိုက်တယ်ခေါင်းဆောင်ကသူကိုယ်ကမလုပ်ဘူးအောက်ကလူပြန်ခိုင်းတာပေါ့နော်တနက်နှစ်လက်ပို့တယ်ပစ္စတိုနှစ်လက်ပို့လိုက်တာပို့ပြီးရဲ့ခါမှာဆက်သူကတရက်ခန့်နေအတွက်နေထိုင်မှုအတွက်ကိုသူကရွှေပောက်ကံမျိုးသင်းမှာအိမ်လုံးငှားထားပြီလေအဲ့ဒီအိမ်ကနေပြီးတော့သူကစပိန်နဲ့ထွက်ခွာလာပြီးတော့ဥချုံထောင်းအောင်ရဲ့နေရင်ရှိရောက်တဲ့ခါမှာဥချုံထောင်းအောင်ပစ္စတိုတနက်နဲ့၄ချက်တိတိပြတ်ခတ်လောက်ကြံသွားတာရှက်လောက်ကြံပြီးရဲ့ခါမှာဆိုရင် ထွက်ပြေးသွားတယ်ပေါ့နော်စပိန်နဲ့ပဲထွက်ပြေးသွားပါတယ်ဒါစီဒီမတန်းနေမှာလည်းမြန်မာပြည်ကမြင်ပြီးသားဖြစ်ပါလိမ့်မယ်ဒါပေမဲ့ထူးခြားချက်နေတဲ့ကသူကအဲ့လိုပြစ်ခတ်တဲ့အချိန်မှာတဲ့ဒီဥဆုံထုံးအောင်ပြစ်ထက်ပြစ်ခတ်တဲ့အချိန်မှာပေါ့နော်ကြည်စမ်းညက်ပြီးတော့ဂျမ်းဖြစ်သွားတဲ့အတွက်သူပြစ်လိုက်တဲ့အချိန်မှာအဲ့ဒီတရခံကသူ့ရဲ့ခြေကလုံးကိုသူပြန်ပြီးပြစ်မိသွားရှင်ပြီးတော့တနက်တန်ရာရရှိသွားတယ်ပေါ့နော်အဲ့တော့တနက်တန်ရာရရှိသွားတဲ့အချိန်မှာဆိုရင်သူပြန်သွားပြီးရဲ့အခါမှာသူကစေးသွားကုရဲ့ရှက်စေးသွားကုရဲ့အခါမှာတစ္ဆပောက်ဆရာဝန်ပေါ့နော်စီရီယံလုတ်တယ်ပေါ့ရှင်စီရီယံလုတ်တဲ့ဆရာဝန်နဲ့ရှိရဲ့လင်းအထုခုစေးုံမှာသွားပြီးတော့ကုရဲ့ရှက်အဲ့ဒီကဆရာဝန် ဥဆောင်ကိုကိုထမ်းမှာသွားပြီးတော့လှုပ်ဝက်စွာစိတ်ကူတာခဲ့တယ်။ဒီလိုစိတ်ကူတာမှုတွေလည်းပေါ်ထုတ်နိုင်ခဲ့ပြီးတော့တရားခဏလေးခုအများကြီးမိသွားတာပေါ့နော်။တယောက်မိတာနေပြီးတော့အဓိကဤသူကသတင်းပေးလိုက်တာပဲရှင်။ဤသူကသတင်းပေးရဲ့စီမတန်းနေနေပေါ့နော်။အဲ့ဒါနေနဲ့ချိတ်ဆက်ပြီးတော့ဖမ်းဆီးရဲ့ခါမှာအဲ့လိုအွန်လိုင်းကျင်လိုက်မိသွားတာပါရှင်။မှန်ပါဗျ။သူတို့ကဆိုရင်ဒီထွက်ဆိုချက်တွေပေးရဲ့ခါမှာပေါ့နော်။သူတို့လုံးချံတက်ဖြတ်တဲ့သူကဒီဥချုံထုံအောင်တူလည်းမဟုတ်ပါဘူးရှင်။လူ၄ယောက်လောက်ကိုလုံးချံတက်ဖြတ်ခဲ့ကိစ္စတွေလုပ်ခဲ့ပါရှင်။ အဲ့လေးကတော့နံပါတ်1က2023ခုနှစ်မတ်လ24ရက်မှာဥပဒေအတိုင်းအမြံဥမင်းတေစာညွန့်ကိုလည်းသူတို့ကအဲ့လိုပဲပြစ်ခတ်လုပ်ကြခဲ့ရှင်နောက်တစ်ယောက်ကတော့2023ခုနှစ်ဩဂတ်လ16ရက်နေ့မှာဆိုရင်ရွှေပြည်သာမြို့နယ်ကလုံခြုံရေးတပ်ဖွဲ့ဝင်တအုပ်ကိုလည်းဒီလိုပဲပစ္စိုးနဲ့ချောင်းမြောင်းပြစ်ခတ်ခဲ့ပါတယ်နောက်တစ်ယောက်ကတော့2023မှာပဲဒီဇင်လမှတရက်နေ့မှာအမျိုးသားဒီမိုကရေစီပါတီတဲ့ဥက္ကဋ္ဌဦးတန်းထွန်းကိုအဲ့လိုပဲလုံခြုံတပ်ဖြတ်ခဲ့ရှင်နောက်24အောက်တိုဘာ13ရက်နေ့မှာဆိုရင်မဆာဖအဖွဲ့ဝင်2ဦးဖြစ်တဲ့ဦးရွှေမန်းကိုလည်းပစ္စိုးတနက်နဲ့လုံခြုံတပ်ဖြတ်ခဲ့ပါရှင် ဒီလိုလုံးချံတက်ဖြတ်မှုတွေလုပ်တဲ့အခါတိုင်းမှာတဲ့အန်ယူဂျီကသူတို့ကိုစုငွေချင်းမြင့်နေတယ်ရှင့်အကြိမ်လုံးချံတက်ဖြတ်လို့ရှင့်မြန်မာငွေကျပ်2သိန်းတိတိချင်းမြင့်တယ်လို့သိရပါတယ်အဲ့ဒီငွေကျပ်ကိုလည်းအန်ယူဂျီပေးရနေပြီးတော့တက်ဆင့်ပေးရဆိုပြီးသိရပါရှင့်အန်ယူဂျီပေးရမိဘပြည်သူများသိရတိုင်းမှာပဲအန်ယူဂျီကဖွင့်ထားတဲ့ငွေကျပ်စီစဉ်တဲ့ application တစ်ခုပေါ့နော်အန်ယူဂျီပေးရနေပေးတာရှင့်ဒီတော့အမှုဖြစ်စဉ်လေးကတော့ဒါအဆအဆုံးပါပဲရှင့်နိုင်ငံတော်ကထုတ်ပြန်ထားတဲ့အတိုင်းမှာပဲကျွန်တော်ခုပြောပြချင်တာကဒီအကြံပတ်အဖွဲ့က Facebook page တစ်ခုရှိရရှင့်အဲ့ဒီ page ကိုကျွန်မပြသပါမယ် မကူပြတ်သားတဲ့ page ဟာဆိုရင်မေလ22ရက်နေ့မှာကလေးက post တင်တာရပ်သွားတာပေါ့နော်သူတို့နောက်ဆုံးတင်ခဲ့တဲ့ post ကိုကြည့်ကြည့်ပါရှင်းဒီ post ကို share ခြင်းပြတဲ့ထို့သူတို့အားတတိပေးနိုင်ပြီဖြစ်သည်ရဲ့ကျမထင်တာစာလုံးမမလားမသိတတ်ပေးနိုင်ပြီဖြစ်တယ်လို့ရေးထားရလဲဖြစ်နိုင်တယ်ရှင်ဒီကောင်းတဲ့ခါကျဆမ်တက်ပင်တက်များတော့ဒီစာလုံးမမှားတတ်တယ်ပေါ့နော်ပြီးတော့အောက်ကတပ်ပုံမှာကြာတော့အကျမ်းဘတ်စစ်တပ်ရဲ့စစ်ကောင်းဆောင်နေအမဲလိုက်ခံမှုပြင်ထားကြဆိုပြီးတော့ဘိုလ်ချုပ်ပုံနေတင်ထားပါရှင်ဆိုလိုရင်းတိတ်ပင်ကတော့ဒီပုံကိုယ်တွေကိုအမဲလိုက်ပို့ဆိုတာကတတ်ဖြတ်ဖို့တော့ပြောတာပါ ပြီးတော့ဒီ picture ဆိုရင်တေစာပေါ့အလှခံနေတာပါရှင့်အလှခံနေရတဲ့အတွက်ဒီ picture ရက်တန်သွားပြီဖြစ်တဲ့အတွက်ဒီ page ကိုကင်လာတဲ့သူဟာအခုတရားခံနေတဲ့မှာပါတယ်ဆိုရင်တော့ဒီ page ရဲ့ messenger ကနေပြီးဒီ page ကိုပေါ့နော်အကြမ်းဖက်လို့တွေလုပ်ဖို့အတွက်ပတ်စံလှူတဲ့သူတွေရှိမယ်ဆိုတော့ခြေရာကောက်ပြီးတော့အားလုံးကိုဖမ်းဆီးရေးယူတင်တယ်လို့ထင်ပါတယ်ရှင့်လူတူးတောင်ကိုတတ်ဖြတ်ဖို့အတွက်လှုပ်ဆောင်တဲ့ကိစ္စကိုငွေပေးရဲဆိုတာကလူသက်သမားနဲ့တူတူပါပဲရှင့်ဒါကြောင့်အရေးယူနိုင်ဖို့စူးစမ်းမယ်ဆိုတော့အသင့်တော်ဆုံးဖြစ်ပါတယ်ရှင့်ကျွန်မအနေနဲ့ကတော့အကြမ်းဖက်သမားတွေရဲ့ ခြေရမှန်မြောက်ကောက်ပြီးတော့ရှင်းလင်းရင်းလောက်အောင်ပါပဲဒီတော့မှသာပြည်သူတွေရဲ့ဘုံကြုံရေးရဲ့အာမခံချက်ရှိမှာပါရှင့်မဟုတ်ဘူးဆိုတော့အစမတ်သမားတွေကိုကျမတို့ကညှာရင်တော့အစမတ်သမားတွေကပြည်သူတွေကိုညှာမှာမဟုတ်ပါဘူးရှင်ဒါလေးကလည်းအရေးကြီးပါရှင့်ပြီးတော့အန်ယူချီအနေနဲ့ကဥယျာဉ်မောင်းကပေါ့နော်အော်မြေတို့ပဲဆိုသေးတာမို့ဒီလိုလောရက်တင်လုပ်ဖို့အတွက်ဒီလိုဖွဲ့စည်းတွေဖွဲ့တယ်ဆိုတာကအကြမ်းဖက်သမားစစ်စစ်ဖြစ်သွားပြီရှင့် ီးတော့နောက်တစ်ချိန်မှာပေါ့နော်နောက်တစ်ချိန်မှာအညွှန်းချီအဖွဲ့တွေကသူတွေဟာမြန်မာနိုင်ငံပြန်လာခြင်းပါတယ်ဆိုပြီးတော့ကိစ္စတွေဖြစ်ပေါ်လာခဲ့ရင်တော့မှဥယျာဉ်မောကဲတော့ပုံကုတ်ပြုတ်ကိုပြန်လည်လက်ခံမှုမတက်ပါဘူးရှင့်အဲ့လိုဒီရက်ဆက်ရုပ်မာလုံးတဲ့ကိစ္စရက်တွေကိုသူကလှုပ်ဆောင်နေရဲဆိုတာကိုကျမတို့သိပြီးပြီပဲရှင့်ဒီလိုပုံကိုယ်တွေဟာကျမတို့ပေါ့နော်ဟိုနောက်တစ်ချိန်ကျရင်ဖြစ်လာနိုင်တယ်လေလူတွေဆိုတာဘယ်ဟောင်းမှအတီတကြကြီးဒါပဲဆိုပြီးမှန်းထားလို့မရအောင်ရှင့် အန်ယူဂျီလည်းဒီလိုပဲငါတို့နဲ့တစ်သက်လုံးဒီလိုပဲတော်လိုင်းလောက်သွားမယ်တော်လိုင်းကောင်းစင်အောက်ကနေဂျမ်ဘက်လောက်ရတဲ့ဒီလိုလောက်မလို့တွက်လို့မရအောင်ရှင့်တစ်ချိန်ကျရင်တစ္ဆာဖောက်လဲဖောက်နိုင်တာပဲအဲ့ဒီကြောင်ဒီလိုပုံကိုယ်တွေတော့နိုင်ငံတော်ကပြန်ပြီးတော့ငင်းညာတာတွေမလုပ်တင်ပါအောင်ရှင့်သူတို့လုပ်ခဲ့လုပ်ရက်တွေကြောင့်သူတို့ကြောင့်တိတ်ဆုံးခဲ့ရတဲ့သူတွေရဲ့မျက်နှာကိုပြန်လဲပြီးတော့မြင်အောင်ကြည့်စေချင်ပါရှင့်ဒါလေးတော့ကျွန်မအနေနဲ့ပြည်သူအသံလေးနဲ့ရောပြီးတော့ပြောပြချင်ပါတယ်ပြည်သူရဲ့သဘောထားလေးပါရှင့် အလားတူရက်ဆက်ရုပ်မာတဲ့သူတွေကအစိမ့်တန်အိမ်ပြန်ပြီးတော့အေးအေးဆေးပြန်နေကြမယ်ဆိုတော့ဘယ်ပြည်သူမှကျန်တာမှမဟုတ်ပါဘူးရှင်နောက်ထပ်အရေးကြီးတာတစ်ခုကအညူစီကလူတယောက်တက်လို့ရှင်ငွေနဲ့သိမ့်ပေးတယ်ဆိုပြီးတရားခဏ်တွေကထွက်ဆိုထားတာပေါ့နော်ကျမနိုင်ငံမှာပတ်စံလေးနှစ်သိန်းနဲ့လူတက်နေပြီလားရှင့်တော်တော်ကြောက်ဖို့ကောင်းတဲ့နိုင်ငံဖြစ်နေပြီပဲနော်တော်တော်ကိုအပေါ်စားဆန်ပြီးတော့တော်တော်ကိုရုပ်မှရက်ဆက်နေကြတာပဲလို့ပဲကျမပြောချင်ပါရှင့်အခြေအနေတွေကိုပြန်ပြောင်းပြီးတော့စဉ်းစားကြည့်အောင်ရှင့်ဥယျာဉ်မုံတို့အန်ယူဂျီကတက်မတော်ဘက်ကနေတဲ့တက်မတော်ထောက် ခံတဲ့သူအငိမ့်စားတွေကိုဝင်းနှသိမ်းနဲ့တတ်ခိုင်းနေဆိုရင် PDF ထောက်ခံတဲ့သူတွေ PDF တွေကိုဝေလူနေတဲ့သူတွေကိုရောတယောက်နှစ်သိမ်းနှုံးနဲ့တတ်ခိုင်းမယ်ဆိုရင်တရားပါသလားရှင်ဒီလိုမျိုးလေးပြန်ပြောင်းပြီးစဉ်းစားကြည့်ပါလားကိုလို့တော့တရားတယ်သူများလို့တော့မတရားဘူးဆိုတာကတော့အစင်နေပြင်းမနေဘူးပေါ့လေဟုတ်တယ်မလားဟဲ့ဟောစဉ်းစားပါရှင်ကိုကဘာကိုထောက်ခံတာလဲစဉ်းစားပေါ့။အော်ငွေနှစ်သိန်းနဲ့တက်တယ်ဒါမှန်တယ်။ဘလို့တက်တဲ့နယ်ဆိုရင် PDF ထောက်ခံတဲ့သူတွေကိုလည်းငွေနှစ်သိန်းနဲ့တက်တဲ့သူတွေပေါ်လာလိမ့်မယ်နော်။ မနသိန်းနဲ့တက်တက်လို့ပေါ်လာလိမ့်မယ်ရှင်အချိန်ကြာလို့ရှင်ရကိုဖြစ်တဲ့အချိန်ကြာလို့ရှင်လေအဲ့လိုပဲလက်ခံနိုင်ကြပါစေလို့ကျွန်မဆုတောင်းပါတယ်ရှင်လောကကြီးမှာအငြင်းနဲ့အနိုင်ရသွားတဲ့သူဆိုတာမရှိပါဘူးရှင်ဒါကြောင့်သူများနိုင်ဖို့ကြိုးစားနေရဲဆိုရင်စဉ်းစားပါတစ်ချိန်လဲငါ့ကိုနိုင်တဲ့သူပေါ်လာမှာပဲဆိုတော့ခေါင်းထဲမှာထည့်ထားပါရှင်ကျွန်မနိုင်ငံလူရတူးနဲ့တူးပေါ့နော်နိုင်ငံတော်အရေးကိုမကြည့်တော့ဘဲနဲ့နိုင်ငံသားအချင်းချင်းအရေးကိုမကြည့်တော့ဘဲနဲ့နိုင်လို့မင်းထက်စိတ်တွေပဲကြီးထွားနေပါရှင်ဒါလေးကတော့တော်တော်ဆိုးရနေပါတယ်ဒါကြောင့်သူများနိုင်နေစိတ်ကြီးတယ်ဆိုရင် ကျမပြောတာတတိယငါပဲနိုင်ခြင်းလို့မရအောင်လောကကြီးမှာငါပဲအနိုင်ဆိုတာမရှိဘူးရှင်ကိုယ်အနိုင်တဲ့သူတနည်းကြရင်ဒေသာပေါက်ပေါ်ပါတယ်ဒါကြောင့်ကိုကိုယ်တိုင်ကသူများနိုင်လို့စိတ်များနေရယ်ဆိုရင်တော့ခေါင်းထဲမှာတွေးလိုက်ပါရှင်ငါကိုနိုင်တဲ့သူတနည်းပေါ်မှာပဲလို့အဲ့ချိန်ကျရင်ခံနိုင်ရှိဖို့သာကြိုးစားကြပါရှင်ကျမဒါလေးဝယ်တဲ့သတင်းသုံးသပ်ချက်လေးရနေပြီးတော့စဉ်းစားတွေးတောဆရာလေးအနေနဲ့ပြောပြလိုက်ပါစီလို့ရှင်စနေပါစုသုံးသပ်တင်ပြသွားရရင်ခေါင်းပါတယ်ကျေးဇူးလည်းတင်ပါတယ်